ဆံမနေလဲပေါ့နော်ဒီပြိုင်ပွဲမစတင်နေမှာပေါ့နော်ဒီဒီပြိုင်ပွဲကဒီကစားသမားတွေအတွက်အတွေ့အကြုံကောင်းနေရရှိဖို့ပေါ့နော်အဓိကထားရလို့ဖြစ်ကြရုပ်ပါဆံမအခုလို့ဒီလိုအရှထစ်ဒီကလပ်အတင်းအတင်းနဲ့ရှင်းပြပြီးရတယ်မှာပေါ့နော်ဆံမလိုချင်တဲ့ဒီဆန်ကြီးဆန်ကျုံးနေနဲ့ပြစ်မိခဲ့ပါလားပေါ့နော်ဒီနှစ်ပွဲကစားပြီးတဲ့အချိန်မှာဆံမရဲ့တုံ့တက်မှုတွေသိချင်ပါဆံမ အာပထမဝဲအနေနဲ့ပေါ့အမပြတ်ပြတ်ဆိုရင်တော့တို့ထားလိုက်ပါကလေးတွေနဲ့အမတို့နဲ့ကြားထဲမှာသူတို့ယုံကြည်ချက်ပေါ့နော်အမတို့အဲပြောတဲ့ကစားတဲ့နောက်ကိုအဲဘယ်လိုပြောမလဲသူတို့ဒီအပေါ်မှာသူတို့လုံနိုင်တယ်ဆိုတော့ player ရဲ့အဲသူတို့ရဲ့လုံနှုံးကိုပို့ပြီးတော့ယုံကြည်စိတ်ချတာနဲ့အမတို့ကကံပတ်ထားတဲ့အရာလေးတွေနဲ့လွဲမှားတဲ့အရာလေးရှိတဲ့အခါကျတော့အမတို့မထင်ပါဘဲခူးတွေအများကြီးပေးခဲ့ရတယ် အာညီမတို့ကမပြောချင်တာကတော့နီးပြဆိုတာပြိုင်ပွဲမဆခင်ပါပဲဒီအကောင်လုံးရဲ့အာဘယ်လိုပဲဆုံးဖြတ်ပိုင်ခွင့်ရှိတာပါကိုင်းနဲ့ရောက်သွားလို့ရှိလို့ရှိရင်တော့ဒီ player တွေအလုံးလုံးချင်အောင် player တွေကိုနောက်ကိုလိုက်အောင်အဲလောက်ရတာတစ်ခါတည်းရကြလို့ရှိရင်အင်မတန်မှခက်လာပါတယ်အဲအမအနေနဲ့ပထမပွဲကိုပြောချင်တာကအမတို့နဲ့ player တွေနဲ့ကြားမှာဒီပြိုင်ပွဲတစ်ခုရဲ့အဲ အသင်းကကိုယ်ထံမြင့်တဲ့အသင်းတသင်းကိုချိတ်ခတ်တဲ့အချိန်မှာဘယ်လိုမျိုးချိတ်ခတ်ရမလဲလို့အဲအမတို့ချမှတ်ထားတဲ့အချိန်မှာပဲကလေးတွေနေနဲ့ဒီလိုမျိုးအသင်းဆိုလို့ရှိရင်ဒီလိုကန်လို့ရတယ်လို့ဖိလိုက်တဲ့အချိန်မှာအမတို့အဲချိန်ထားတဲ့အရာညာလက်ကိုရခဲ့တယ်ပေါ့နော်အဲ့ဒါပြီးတဲ့အချိန်မှာအမတို့ first match ပြီးလို့နောက်နေ့ reflection ပြန်တယ် discussion လုပ်တဲ့အချိန်မှာသူတို့ရှိရနေပြီးတော့အမပြန်ပြီး feedback တောင်းတယ်နောက်ပြီးဖြစ်ခဲ့ရတဲ့ဖြစ်ချက်ကိုပြန်မေးတဲ့အချိန်မှာသူတို့တွေအဲ ဒုစရတဲ့အကုန်လုံးတည်နေပါတယ်ပြီးတော့သူတို့ပြောနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုယ့်တဲ့အင်အားကြီးတဲ့အင်းတွေကိုချိတ်ကတ်တဲ့အချိန်မှာသူတို့မလုပ်တဲ့နဲ့ဆိုတာကိုသူတို့သိသွားပြီဆိုတဲ့အကြောင်းကိုပြန်ကြားရတဲ့အချိန်မှာ جماعه အခုနပြောသလိုဒီပြိုင်ပွဲကနေဘာရလိုက်လဲဆိုတော့ကလေးတွေရှိရပြန်ရလိုက်တဲ့သူတို့အာဘယ်လိုမန်နေမှာတည်နေတဲ့အာတစင်းဒီမှာတစင်းလောက်ပါမယ်ဆိုတဲ့အကြောင်းကိုကလေးတွေသိသွားပါတယ်အမအမြင်ကတော့အခုဒီဒုတိယကိစ္စပြီးတော့ဖြစ်နေတဲ့ခါမှာအမကစားဘုတ်ကိုချိန်လိုက်တယ်ချိန်လိုက်တဲ့ခါမှာ မပြောတဲ့ပထမလေးကအဲ145ဝမ်းဘာလို့တုံးလဲဆိုတော့ဘူးလို့ကျင်လို့ပါအချိန်တန်လို့ရှိလို့ရှိရင်သူများရဲ့အားနည်းချက်ကနေကိုးပြန်ယူမယ်လို့အမကျိုးစားပြီးတော့အတကင်းတော့အများကြီးပြေးပြီးတော့အမကျိုးစားလိုက်တယ်အဲ့အချိန်မှာကလေးတွေတွေးတာက ဆရာမပုံလိုက်ကြတာကိုးလိုချင်နေတာလို့တွေးထားတာဖြစ်နေတဲ့အတွက်တို့ကိုတို့ကိုဖီနန်ကပို့ပြီးတော့များပြီးတော့တို့ခိုးရမယ်ဆိုတဲ့စိတ်နဲ့အမတို့ကလာခဲ့တယ်။ဒီနေ့မှကျတော့အမတို့ကိုစပြီးတော့ပြောကြတယ်ကအဲလေမနေ့ကလေးအတိလိုက်နေတယ်ပဲပို့ပြီးတော့အမဆိုတဲ့အဒီရဲ့အမကလည်းခက်ပြီးနေနေကစားတယ်

我这边的话，就嘛，不要那个啥的，亲戚什么买啥子，不要买啥。他这个这边的亲戚什么不要，然后呢，我亲戚的话呢，什么不买那个，呃，我那个在这里什么嘞，我不。 အမတိဆိုတာလည်းသူ့ကိုသူ့လိုတိတာတော့ပဲအမကဝမ်းသာပြီးတော့ကျိုးဆိုပါတယ်နောက်ပြီးတော့နောက်ပွဲတွေမှာလည်းပဲဒီလိုပဲစီစီလုံးလုံးနဲ့ဘလို့ခိုင်းရင်ဖြစ်နိုင်လဲဆိုတော့အတိသူတို့မှရတာချင်းအဖြစ်အမတို့ဒီပွဲတွေမဟုတ်ဘဲနဲ့နောက်ပွဲနောက်လာမယ့်စီးကိန်းတွေမှာလည်းသူတို့ရင်ဆိုင်ရမယ့်ပွဲတွေမှာအချားတိုင်းပြည်တွေအကုန်လုံးက ဘီယာနေပြီးတော့ကျေးဇာကစားနေတဲ့ပလေယာတွေအများကြီးပြန်ခေါ်ထားတဲ့ပွဲတွေရှိပါတယ်။အဲ့တော့ဟိုဘက်ကလာမဲ့လူတွေရဲ့အတွေ့အကြုံတွေနဲ့ဒီမှာသူ့ရသွားတဲ့အတွေ့အကြုံတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်အမအနေနဲ့ကတော့အမတို့အတွေ့အကြုံကလုံးဝလုံလောက်တဲ့သူတို့အတွက်အကျိုးစားမှုအတွက်အတွေ့အကြုံကောင်းဖြစ်နေနိုင်မယ်။အဲ့လိုအမတို့ယုံကြည်ပါရှင့်။ဖြစ်ဖြစ်ပါစေ။